Alo. hello, mình là bà, mình မင်္ဂလာပါမင်္ဂလာပါအခုပဲပွဲပြီးသွားပါပြီပွဲပြီးသွားပါပြီမန်တိုင်းပြောရင်တော့ final ပွဲကနည်းနည်းလေးဟိုဘယ်လိုပြောမလဲနှစ်သင်းလုံး shaky ဖြစ်တယ် AC ပြောမယ်လေ Tottenham Hotspur ဖလားမှာတော့အစာရေးလိုက်ပါပြီ congratulation ပါ Tottenham Hotspur ဒီနေ့ final မှာတော့တကယ်ကို Postecoglou ရဲ့နီးစနစ်ကအလုပ်ဖြစ်ခဲ့ပါတယ် နိုင်ဖန်နေအတွက်တော့စိတ်မကောင်းပါဘူးညစ်နေကြမယ်လို့ထင်ပါတယ် ကိုပြောနိုင်တဲ့လေတက်အမ်ဘဘေးကလွတ်သွားတယ်လို့အာဆင်နယ်အနေနဲ့လည်းစပါဖလာရသွားသူတို့ဘာလုပ်ရမလဲဆိုတော့နားလည်ပါရဲမိုင်းနေပြီကြီးတဲ့အခုတော့ဒုတိယလူတစ်ချင်းရဲ့ဆာမင်းနဲ့ဆန်ကရဲ့ပေါင်းဖွင့်ပေးဖို့ချိန်တက်ပြီခွက်ပြောက်ပြီလေတဲ့ဟုတ်ကဲ့ပါအဲဒီနေ့ဟိုအမှန်တိုင်းပြောရမယ်ဆိုလို့ရှိရင်တော့ဒီနေ့ရဲ့အဓိကမန်ချက်စတာယူနိုက်တက်ရဲ့ ဒီ final ပွဲမှာပေါ့နော်အဓိကအားနေချက်ကအဓိကတရခံကျွန်တော်ထင်တာအမိုရင်လို့ပဲပြောရမယ်အမိုရင်မှာတာဝန်ရှိတယ်ဘာဖြစ်လို့လဲဆိုတော့ Ruben Amorim ဗျာဟိုဒီ final ပွဲအတွက်ကိုဘလောက်ထိအရေးကြီးလဲဘလောက်ထိဒီ final ပွဲမှာ तू လောက်ရမလဲဘလောက်ထိနိုင်ဖို့အရေးကြီးလဲဆိုတော့ तू လက်သိတယ်ဒါပေမဲ့ तू ထုတ်လာတဲ့ line တက်ကပြောစရာတွေဖြစ်တယ်ဗျာ Luke Shaw ကိုတပွဲလုံးသုံးသွားတယ်အဲနောက်ပြီးတော့တခါ Whiteland ကို first set မှာအဆင်မပြေပြီးတဲ့အတန်းထုတ်တင်တာ ဒါပေမဲ့သူ voice line ကိုထည့်ထားတယ်ကန္နာချိုဝင်လာတဲ့အချိန်မှာကန္နာချိုမှာ impact ထွက်တယ်ဘလို့ပဲဖြစ်ဖြစ်ကိုးပေါက်ကန်သွင်းခြင်းရတယ်ပိုပြီးတိုက်စစ်ထက်မြက်လာတယ်အဲ့တော့ amorin ကအများကြီးသူ့မှာတာဝန်ရှိတယ်ဒီနေ့ united ရှုံးသွားတဲ့ပွဲအတွက်ကိုအဲပြီးသွားလို့ရှိရင်ကွင်းလယ်မှာလည်းဥဒိုဂီကိုဟိုတန်ရလို့လားဒါမှမဟုတ်သူ့နီးစနစ်နဲ့မအပ်ဆက်လို့လားမတုံးတာအဲ့ဒါကလည်းပြောစရာဖြစ်တယ်ဗျာကဆာမီယိုတယောက်တည်းဒီလို fine နဲ့ပွဲမျိုးမှာကြောက်တေသွားမှာပေါ့ကျွန်တော်ပထမထင်တာကဆာမီယိုရဲ့ဥဒိုဂီရဲ့12ပြီးထွက်လာမယ်လို့ထင်တာ အာဒါမဲ့မဟုတ်ဘူးအဆင်မပြေဘူး white line ကိုလည်းမိနစ်80အထိပေးကစားတယ်မေဆင်မောင်းကိုလည်းမိနစ်80အထိပေးကစားတာသူကအကြီးဆုံးအမှားပဲမေဆင်မောင်းရှီကနေသူဘာမျောလင့်လဲတော့မသိဘူးတရားဒီလုံးတန်ရရင်းနဲ့ရုံးကန်လာရတဲ့ player အဲပြီးလည်းပြီးရောဟိုပြောရမယ်ဆိုလို့ရှိရင်ဗျာအရင်ကြီးမကောင်းပြီးခဲ့တဲ့ဒုတိယအကြော့ဟိုဘီလ်ဘောင်နဲ့ပွဲမှာတော့ကောင်းတယ်အဲ့တော့အဲ့ဒါတွေအဆင်မပြေဘူးအဓိကဇက်ဇီဝင်လာတာမစိုးဘူးကောင်းတယ်ကိုဘီမိုင်းနုထည့်တာမိနစ်90မှာဆိုတော့အရင်နောက်ကြတယ်ဟိုမေဆင်မောင်း ိုမိနစ်80အထိဘေးကစားတာတို့နောက်ပြီးတော့တခါဒိုကူဒုတိယပိုင်းမှာဗျာစပါကဒီနေ့မှာစပါကချီကျူးရမှာမထင်ထားတာတခုလှုပ်သွားတာဘာလဲဆိုတော့ဟိုဘယ်လိုပြောရမလဲခန်းစစ်ကစားပုံကစားသွားစပါကိုအများအားလုံးက high line တက်မယ် high line ကစားမယ်တိုက်စစ်ဆင်မယ်အဲဟိုဘယ်လောက်ပဲဖြစ်ဖြစ်ကိုးပြန်ပေးမယ်ကိုးပြန်ယူမယ်လို့ထင်ထားပေမဲ့စပါနီးပြဒီနေ့လှုပ်သွားတဲ့တကွာကတော်တော်မိုက်တာက ဟိုတိုက်စစ်ပိုင်းတော့ဘာမှစပားလည်းမကောင်းဘူးဗျာအမှန်တိုင်းပြောရမယ်ဆိုလို့ရှိရင်အဓိကလှုပ်သွားတာ Richarlison တော်တော်လေးကိုဒုက္ခပေးသွားပေးသွားတဲ့ပုံစံတိုက်စစ်ထဲမှာဗျာဂိုးတွေသွင်းဘောလုံးတွေလိန်ခောက်ပြီးအဲ့လိုမျိုးဒုက္ခပေးတာမျိုးမဟုတ်ဘဲနဲ့ကွင်းလယ်မှာဒီ Man United ဘက်ကအာမတ်ဒီယာလိုရဲ့ညာအချမ်းကမဇရာဝီနဲ့အာမတ်ဒီယာလိုညာအချမ်းကိုပထမပိုင်းမှာဆက်ဆက်ချင်းမှာဥဒိုဂီမနိုင်ဘူးအာမတ်ဒီယာလို့ အဲဒါပေမဲ့ဒီ Richarlison drop back လုပ်ပြီးတော့ဟို win back ပုံစံမျိုးကစားခိုင်းလိုက်တဲ့အချိန်မှာပိုလုံသွားဒုတိယပိုင်းဆိုတပိုင်းလုံးမှာဘာမှအဆင်မပြေလိုက်ဘူးအဲဒီအာမက်တီယာလိုအချမ်းနေပြီးတော့ထိထိရောက်ရောက်မဖြစ်ဘူးပထမပိုင်းမှာအာမက်တီယာလိုတော်တော်ကောင်းတာပေါ့နော်အဲနောက်တစ်ခုကကျတော့ Quinlan ရဲ့ Bissouma Bissouma တကွင်းလုံးလိုက်ကစားရတယ်အဲမလိုအပ်တဲ့အဝါတော့သူသွားယူလိုက်တယ်ဒါပေမဲ့လည်းတော်တော်လေးကောင်းတယ် တော်တော်လေးကောင်းတယ် Brandon Johnson ရဲ့ lucky ကောင်းတယ်သူစူးစမ်းတာပေါ့ဗျာ Luke Shaw နဲ့ထိပြီးဂိုးသွားတယ်ဒါပေမဲ့သူ့ရဲ့ဖြတ်ဝင်လာတာဒီစားဖြတ်ပေးလိုက်တဲ့အလုံးဘီဆူမာဖြတ်ဝင်လာတဲ့အလုံးကလည်းတော်တော်ကောင်းတယ်ပြောရမယ်ဆိုရင် Spurs ဘက်ကဘာမှမလိုဘူးအဲ Man United ဘက်ကကျတော့ဟိုပြောပြောရမယ်ဆိုတော့ Luke Shaw ရဲ့အဲလုံးဝအဆင်မပြေတာကာဆာမီယိုလည်းဒီနှစ်ပွဲမှာတလောက်မဟုတ်အဓိက Luke Shaw နဲ့ Mount နဲ့အဆင်မပြေဘူးဗျာ Mount ကြောင့်ပထမပိုင်းမှာဘာမှမလုပ်နိုင်ခဲ့ဘူးဒုတိယပိုင်းမှာတော့တစ်ချက်တစ်ချက်သူဝင်ယုံတဲ့ပုံစံတွေမျိုးတွေ့ရတယ် အဲဒါမဲ့ postiglu ကအင်စာကောင်းကောင်းလှုပ်လာတယ်။ ang postiglu အတွက်ကိုတကယ် congratulation ပါ။သူလည်းတော်တော်တိုင်ပတ်နေတဲ့အနေထားနေပြီ Champion League သွားပြီနောက်နှစ်ကိုအဲပြီးွားလို့ရှိရင် Manchester United ကတော့အများကြီးစနုမိသွားပြီ။နံပါတ်1 transfer မှာ budget အနည်းသွားနိုင်တယ်။အဲပြီးသွားလို့ရှိလို့ရှိရင် နောက်နှစ်မှာပေါ့နော်။အဲဒါမဲ့ Amorin တော့ပြန်စူးစမ်းမှာပေါ့ဗျာ။သူ့ကိုလည်း chance တော့ပေးရမှာပေါ့။အဲဒါပေမဲ့လည်းဘာမှလုပ်လို့မရတော့ဘူး။ အဲတိရမလားအခြေအနေတွေကွာသွားပြီဗျာစပါကတော့အများကြီးအခြေအနေတွေကောင်းလာနိုင်တယ်အဲလီဗိုင်းနေနဲ့လီဗိုင်းကတော့ဟိုဘယ်လိုပြောရမလဲဆိုတော့နည်းနည်းလေးအသင်းကို supporting ပေးသင့်ပြီလို့ထင်တယ်အဲခဏလေးနော်အာယုံလာနောက်နေတယ်ကွာအေးထဲမှာလာဆဲနေတိုးလိုက်တော့မင်းဒီ channel နဲ့မင်းနဲ့မတိုက်တမ်းပါဘူး အဲ့တော့ spa ပြိသက်တွေအတွက်ကြတော့တကယ် congratulation ပါ spa အားပေးတဲ့လူကလည်းအများကြီးမရှိဘူးမြန်မာပြည်အနေထားနဲ့ဆိုရင်ရှိတဲ့လူတွေထဲမှာလည်းဒါမျိုးဖလားယူတာကိုမမြင်လိုက်ရဘူးအဲဘလိုပဲဖြစ်ဖြစ် spa fan တွေအနေနဲ့တော့ပျော်လိမ့်မယ်အဲပျော်လဲပျော်ထိုက်တယ်တကယ် congratulation လုပ်တယ် spa ထထိုက်တဲ့နဲ့ရသွားတယ် united အတွက်တော့စိတ်မကောင်းဘူးဗျာဒီနေ့ပွဲအတွက်ကျွန်တော်မြင်တဲ့အဓိကတရားခံကတော့အဲ ruben amorin လို့ပဲမြင်တယ် အဲကျန်တာကတော့ကျန်တဲ့ကစားသမားတွေမှာကစားသမားဆိုတာကတော့နီးပြဒီ trainer မှာဒီတိုင်းထက်ကန်ရင်တော့ကန်အားမှာပဲလေဘာမှပြောလို့မှမရတာနောက်တစ်ခုက Christian Romero Van de Van Poro Udogi Udogi ဒုတိယပိုင်းတော်တော်ကောင်းတယ်ဘလို့ပဲဖြစ်ဖြစ်ဗျာဟိုသူတို့အတွက်တော့ကောင်းနောက်တစ်ခုက Spa counter ပြန်ဖမ်းတဲ့အလုံးနဲ့နောက်ပိုင်းမှာဗျာ Spa က counter တော်မှ2ယောက်လောက်နဲ့ပဲတွားပြီးတော့လုံးဝ drop back လုပ်ပြီးကစားတယ် Gan Danso ဝင်လာလိုက်တဲ့အချိန်မှာလုံးဝနောက်တန်းပို့ပြီးတော့ solid ဖြစ်သွားတယ်ဗျာ Spence တို့ အဲ gray ရောကကြတော့ဒါဒီတိုင်းတာမန်လောက်ပဲအဲဘလူးပဲဖြစ်ဖြစ်ဆွမ်းဟောင်းမင်းလဲဟိုဟာဟိုဘလူးပြောတော့တင်ဟော့စပါအတွက်ကိုဖလားတလုံးမြှောက်လိုက်ရတယ်ဆိုတော့သူ့အတွက်လည်းတကယ်ကိုထိုက်တန်ပါတယ်ဘာပဲဖြစ်ဖြစ် United အတွက်ကတော့ဗျာပြောအပြစ်ပြောမယ်ဆိုရင်တော့ဘောလုံးပွဲတစ်ပွဲကနိုင်သွားရင်အရာအလုံးကချိုးမင်းနေလှပတယ်ဘောလုံးဘောလုံးပွဲတစ်ပွဲရှုံးပြီဆိုလို့ရှိရင်အရာအလုံးကအပြစ်တည်းကြီးပဲမြင်ကြမယ်အဲ့တော့အခုချိန်မှာတော့အရင်အပြစ်လည်းမပြောကြတော့ဘူးဘလူးပဲဖြစ်ဖြစ် ဒါမန်ယူနိုက်တက်အတွက်ကဖလားရှားတာမဟုတ်ဘူးဗျအမြဲတမ်းရနေကြပဲဒီယူရိုပါလိဂ်လည်းမော်ရင်ဟိုလက်ထက်မှာရထားတယ်ဖာဂူဆန်လက်ထက်မှာလည်းချန်ပီယံလိဂ်တွေရထားတယ်ပရီးမီယာလိဂ်တွေလည်းရထားတယ်ဒါတွေနဲ့လောလောဆယ်တော့ဟိုအတိတ်ကတော့အရန်ကောင်းခဲ့တယ်လက်ရှိမှာတော့တော်တော်ဒုက္ခရောက်နေတယ်ဗျအဲ့တော့ဒီနှစ်ဆိုးတာကတော့ဘတ်ဆောင်ကဆိုးတယ်လို့ပြောလို့ရဒီဖလားမမရရင်တိုင်ပတ်ပြီဆိုတကယ်ဟိုတိုင်ပတ်သွားတယ်ဟိုပြောရမယ်ဆိုလို့ရှိရင်ပရီးမီယာလိဂ်မှာလည်းအဆင့်ကအနေထားမကောင်းတော့ဘူးတန်းစင်းစုံနဲ့ကိုကတ်နေတယ် အဲတန်းတော့မစင်းရဘူးဒါပေမဲ့တန်းစင်းစုံနဲ့ကတ်သွားတယ်အဲ့တော့အခုဒီမှာကလည်းဒီဖလားလည်းအဆင်မပြေဆိုလာမယ့်နှစ်မှာတပတ်တပွဲပဲကန်ရောမှာပေါ့နော် FA ကတ်ကာလင်ကတ်ကန်ပြီးတော့အဲပရီးမီးယားလိမ့်မှာပဲပို့ပြီးကောင်းတဲ့အသင်းသင်းဖြစ်အောင်တိဆောက်အောင်မှာပေါ့ဗျာအဲဒီလိုပါပဲဘောလုံးဆိုတာတော့ဟိုကိုကအောင်မြင်တဲ့အချိန်မှာပဲအားပေးနေခြင်းလို့မရဘောလုံးသင်းဆိုတာအများအားအောင်မြင်မှာလည်းမဟုတ် အဲအများတန်းလဲကြာရှုံးနေတာမဟုတ်အောင်မြင်ခဲ့ပြီးပြီပဲအခုဒီလိုမျိုးကြာရှုံးတဲ့အချိန်မှာလဲရဲရဲရင်ဆိုင်ရမှာပေါ့ဒါ online မှာတော့တစ်ဖက်နဲ့တစ်ဖက်ပိုင်လေတိုက်တာဘာညာတရကာတော့ရှိမှာပဲလေအာစပါးဒရော့ကတော့တကယ်ကိုမထင်ထားပဲနဲ့ဒီယူရိုပါလိကရတယ်လာမယ့်နှစ်မှာလဲချန်ပီယံလိကိုဝင်သွားပြီအဲလီဗာပူးရဲ့အာဆင်နယ်ရဲ့အဲနှစ်သင်းတည်ကြတယ်အခုစပါးတည်ကြွားကြီး၃သင်း အဲပြီးွားလို့ရှိရင်မန်စီးတီးလည်းတေချာတလောက်ပဲပြီးရင်ညူကာဆယ်ချယ်ဆီရဲ့အက်စတွန်ဗီလာရဲ့အဲ့ဒီရနှစ်တင်းလောက်ထက်လာအောင်မယ်ဆိုတော့ပရီးမီယာလိဂ်အတင်း6တင်းလောက်ကိုကြည့်ရတော့မယ်ပေါ့နော်အာဘလို့ပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ဗျာဟုတ်တယ်မလားကိုအတင်းကိုအားပေးတာပဲဘောလုံးပွဲမှာအနိုင်အရှုံးနှစ်ဆင့်နှစ်တိုင်းရှိနေတာပဲနှစ်ဆင့်နှစ်တိုင်းတော့အောင်မြင်မှုပဲရမယ် ဒီလိုပါပဲဒါပေမဲ့ဒီနေ့ပွဲအတွက် spa အတွက်က positive glue ရဲ့ knee snick ကမထင်ထားဘူးဗျ draw back လုပ်သွားတာတွေတစ်ဖက်အတင်းရဲ့ tempo ကိုချကစားသွားတာတွေ united ပွဲပြီးကနေမိနစ်20လောက်တော့ရုံးကန်တယ်ကစားတယ်အဲနောက်နောက်ဆုံးမှာ luke shaw ကောင်းတိုက်ချက်ကို ficario လဲအမကန်ကာဝယ်သွားတယ်နောက်ပြီးတော့တခါ free kick ကနေကိုသမားရှီရရှန်ထွက်လာတဲ့အလုံး Whiteland ကောင်းတိုက်တယ်အဲ့ဒါကို Van Diban ကိုးစီးပေါ်ကနေဖြတ်သွားတယ်အဲအဲ့ဒီလုံးလေးတွေကတော့စိတ်ဝင်စားဖို့ကောင်းတယ်ဒါပေမဲ့ ဟိုပြောမယ်ဆိုနီးစင်းတဲ့အရာရောခြေစွမ်းအရာရောဒီနေ့ရှုံးတာစပါကို United ကဘောလုံးအတာဘောလုံး United ဆိုတာကဗျာကိုကဘောလုံးအတာမရဘဲနဲ့တစ်ဖက်အတင်းရဲ့ဘောလုံးအတာနဲ့ကိုယ်စိုးမိုးပြီးကစားတော့ပြန်ကောင်တာဖောက်တာကောင်းတာဒီနေ့မှ United ကမထင်မှတ်ပဲနဲ့ဟိုကွင်းလယ်ကစီးနေတာပထမပိုင်းမှာမစိုးဘူးကစားတာအဲဒါပေမဲ့ဂိုးပေးလိုက်ရပြီးနောက်ပိုင်းမှာစိတ်တက်ကြသွားတယ်ပွဲအစ15မိနစ်လောက်ကလည်းနှစ်သင်းလုံးကမငြိမ်ဘူးဗျာဖိုင်နယ်နဲ့ဖိုင်နယ်ပွဲနဲ့တော့မတူဘူးနှစ်ယောက်လုံးအရန်ကိုစိတ်လှုပ်ရှားနေနှစ်ဖက်လုံးကလည်း စပိန်ကွင်းမှာဖြစ်ပေမဲ့အဓိကအင်္ဂလန်ပြိသက်တွေပေါ့ဗျာစပါပြိသက်တွေရော United ပြိသက်တွေရောအင်္ဂလန်ကွင်းမှာဆိုတော့ဘလို့ပဲဖြစ်ဖြစ်ဗျာဒီနေ့ဘရူနိုလည်းကြောင်ပြောက်တယ်ဆိုတော့ तू ကအဓိကကွင်းလည်းဘောလုံးဆင်းဖြန့်နေရတာဗျာ तू လည်းထိုင်ချဝါလောက်တဲ့အထိ तू ညှက်ပြီးကစားတာပဲဒါပေမဲ့မထိရောက်တော့ဘူးဗျာဒီလားတစ်ဖက်အတင်းကနီးစနစ်ကအလုံးဖြစ်ပြီးဒီဘက်ကနီးစနစ်ကအလုံးမဖြစ်တဲ့အခါမျိုးမှာ ဟိုကစားရတာလဲ energy ကလဲကိုကရှုံးနေတယ်ဆိုတော့ပို့ပြီးတော့ညစ်တွန်းတွန်းရတဲ့ပုံစံမျိုးဖြစ်လာတယ်အဲ့လိုမျိုးပေါ့ဟိုဘက်ကတော့ ACC 10တောက်ပိုင်းဒုတိယပိုင်း60လောက်နောက်ပိုင်းမှာဟိုကတီးတန့်ဒုတိယပိုင်းတစ်ပိုင်းလုံးပဲဗျာ Spar ကလုံးဝ drop back လုပ်ပြီး ACC ပဲထိမ့်ပြီးကစားသွားတယ်အဓိကဘောလုံးရလို့ရှိရင်ဒါအဓိက Solanke နဲ့အဲ့မှာ opening လိုက်လာတဲ့တယောက်နဲ့ဥမာ Johnson နဲ့ပဲဖြစ်ဖြစ် Son နဲ့ပဲဖြစ်ဖြစ်သူတို့တွဲပြီးဖောက်တယ်တလုံးဆိုလို့ရှိရင် Udogi ဘက်ကနေဆွဲတက်သွားတယ် Son နဲ့ဖောက်တယ်ဒါမဲ့သူတို့ over box တဲ့မှာတော့မရဘူးပေါ့နော် United မှာ Euro ဒုတိယပိုင်းကစားတာကောင်းတယ်မစိုးဘူး Harry Maguire ကောင်းတယ်အဓိက Luke Shaw အဆင်မပြေဘူး Casemiro ကတယောက်တည်းကြတော့သူအဆင်မပြေဘူး Ugarte နဲ့ဆိုရင်ပို့အဆင်ပြေတာပေါ့ဗျာဒါပေမဲ့နီးပြရလဲသူ့ရဲ့နီးစနစ်အရာ Ugarte ကိုမတုံဘူးအဲ့ဒါတော့အကြီးဆုံးအမှားပဲ Ugarte ကဒီနှစ်တပွဲလုံးစောတဲ့ကစားသမားအပြီးွားလို့ရှိရင် Kobe Mine ကိုလည်းပို့ပြီးတော့ကစားခွင့်မိနစ်ပို့ပေးစေခြင်းတယ်ဒါပဲမဖြစ်လာအောင်အမက်ဒီယာလို့လည်းဒုတိယပိုင်းမှာအဆင်မပြေတော့ဘူးဘာလို့လဲသူတစ်ဖက်တည်းကိုပိတ်လိုက်ရင်ရပြီဆိုတော့သိနေရလို့ပေါ့နော် အဲ့တော့ကဲပါဘလို့ပဲဖြစ်ဖြစ်ဒါကျွန်တော်ဒီနေ့ပွဲပြီး reaction လေးလုပ်ပေးတာပါဘာဘာမှတော့တိတ်ထွေးအတူတူမဟုတ်ပါဘူးအတူတူပါပဲမတူတာငါတို့ final မှာပြုတ်တာပါ site ဘုံစရာကောင်းတယ် မစီလဲဝေါ်ကပ်ပြစွန်လဲဖလားကင်နိုင်ပြီအာဂျီဖလားရဘူးလို့တယ်ဒါလာဖိုင်နဲ့ဘာရတာမှမရှိဘူးဒီလိုပေါ့တောင်းတောက်တော့အမြင်မတူဘူးဗျအဓိကဟိုဟိုဘယ်လိုပြောရမလဲဆိုပရိသတ်အစစ်တွေဥပမာမန်ယူပရိသတ်တွေစပါပရိသတ်တွေဆိုရင်တော့ဒီဖိုင်နဲ့မှာတော့တော်တော်လေးကိုနှစ်ပြီးအားပေးပြီးမယ်ဗျအခြေအနေကခက်ခဲနေတာနဲ့အဲ့လိုမျိုးပေါ့နော်ဒါဘယ်လိုပဲဖြစ်ဖြစ်ဗျာ အဲကျွန်တော်တို့ဆိုလဲစပါဆိုတာလန်ဒန်ရဲ့မြို့ကန်ပြိုင်ပတ်အဲစပါယူရိုပါလိရအာဆင်နယ်ပါဖလားမမရဘူးအဲဒီလူမျိုးတွေပြောကြမှာပဲအဓိကကိုယ့်အတင်ကိုဝိတဲ့အင်ကြီးကိုနဲ့တော်ဖို့ပဲလိုတယ်အဲ့လိုပဲကိုအားပေးတဲ့တင်ကကိုအတွက်အဆင်ပြေတယ်ကိုဆက်အားပေးနေဖို့ပဲကြာရှုံးမယ်ဒုက္ခပေးမယ်ဒုက္ခရောက်မယ်ဟိုကစားသမားတွေအဆင်မပြေဘူးနီးပြတွေအဆင်မပြေဘူးဖလားဟိုဘယ်လိုပြောရမလဲဒါမျိုးကြာရှုံးတာလဲကြုံအောင်မှာပဲလူကဒီလိုပါပဲဟုတ်တယ်မောင်းကဒုတိယပိုင်းအနေနဲ့ပဲထည့်တင်တာ ဒီနေ့မှာတော့ Anspost Tico Glue ကတော့တော်တော်လေးကိုဟိုဘယ်လိုပြောရညံကောင်းသွားဒီနေ့မထင်မှတ်ထားတာလောက်သွားဘောပိုင်ဆိုင်မှုလည်း20ကျော်ပဲရတယ်အဲ့လိုမျိုးပဲ United ကကြတော့ဘောပိုင်ဆိုင်မှုလည်းများတယ် total shoot ကလည်း16ချိန်လောက်ရတယ် on target 6ချိန်လောက်ရတယ်တကူမမြဟိုဘက်ကတော့ total shoot က3ချိန်မှာ on target 2ချိန်ပဲရတယ်ဒါပေမဲ့တကူကိုရတာပေါ့နော်ဒီလိုပါပဲဘောလုံးပဲဆိုတော့ကျွန်တော်တို့ကတော့ဘိုးငယ်ငယ်လေးတွေကချုံနာတွေရောငူနာတွေရောအများကြီးကြုံခဲ့ပြီးပြီ လိုမျိုးပဲပြောရတဲ့အခါတွေလည်းရှိတယ်ဝမ်းနေရတဲ့အခါတွေလည်းရှိတယ်ဒါဘောလုံးပြိတက်ပါပဲကွင်းလဲခြင်းရှင်ဖို့အဓိကတော့ဗျာဂိုးသွားပြီးနောက်ပိုင်းမှာနီးစနစ်ပြောင်းသွားတော့စပါကမန်ယူကွင်းလဲရှင်ဖို့ကြိုးစားမှာမဟုတ်တော့ဘဲနဲ့မန်ယူရဲ့တိုက်စစ်တွေအားလုံးကတ်အောက်လုပ်ဖို့သူတို့ဂိုးမပေးရဖို့ပဲအဓိကဥတည်ပြီးကစားသွားတဲ့ပုံစံမျိုးအဲ့လိုမျိုးတော့ဒီလိုပါပဲပြင်းရင်လည်းပြန်အောင်မြင်တဲ့အခါတွေလာအောင်ပါပေါ့နော် ဒီနေ့အိုနာနာကတော့အဲ့ဒီလုံတစ်လုံးကတော့သူ့ဤပဲညံ့တယ်လို့လည်းပြောလို့မရဘူးဗျာ cross လုပ်လိုက်တဲ့ဘောလုံးကသိတယ်မလားတစ်ဖက်ကအဓိကနောက်တန်းနေအဓိက look shot ဗျာမတင်မထင်လိုက်ဘူးဖခနဲ့ Brandon Johnson ပြေးလာပြီးတော့ဟိုသူနဲ့လည်းမထိလိုက်ဘူးဘောလုံးကလည်း look shot နဲ့ပဲပြန်ထိပြီးအရင်လည်း down ကြတော့အိုနာနာလည်းဒိုက်တော့ပြစ်တာပဲအဲထွက်ဆွဲလိုက်ရင်တော့ပိုသေးကြတာပေါ့နော်ထွက်ဆွဲဖို့ကလည်းဒီယာကြီးကဟိုဘယ်လိုပြောမလဲဒီ cross ကဟိုဂျားဂျားနေရပေါ့နော်ဟိုဘယ်လိုပြောမလဲဆိုတော့ သူပုံမှန်မဟုတ်တဲ့နေရာကနေပြီးတော့ထောင်သွားတာအဓိက Richarlison လည်းကောင်းတယ်ဗျာတိလဘန်ဒန်ကောင်းပေးတယ်ဘန်ဒန်ကစားကိုပေးတယ်စားကနေပြီးတော့ထောင်သွားတော့လိုပဲဖြစ်ဖြစ်ပါ ဒီနောက်တက်နှစ်ပေါ့နော်အခုလည်း final ထိတက်ခဲ့တာပဲဒါ ਉਹ ပဲပြန်တွေးပြီးဩငါတို့အသင်းတလောက်အခြေအနေမကောင်းတာတော့မှဒီလိုမျိုးတက်လာသေးတာပဲနောက်လည်းရှိပါဘူးလာမယ့်နှစ်တော့အဓိက Premier League မှာအဲအမိုရင်လူလူတော့ဖြည့်တင်းမှုလုပ်ပေးရမယ်ဗျာဟိုအရင်နာမည်ကြီးတကယ်ရှယ်ကြီးတွေမဟုတ်ရင်တော့မှအမိုရင်ရဲ့ကစားကွက်နဲ့ကြိုက်မဲ့ player တွေလိုအပ်တယ်အဲပြီးွားလို့ရှိလို့ရှိရင်လည်းဟိုအဲ့လို player တွေလည်းလိုအပ်တယ်လို့မျိုး ဟိုပြီးွားလို့ရှိလို့ရှိရင်ဗာလဲဆိုတော့လာမယ့်နှစ်မှာ Premier League မှာ top 6ကိုအ ਨੇ ဆုံးဝင်ဖို့လိုတယ် top 6ဝင်ဖို့လိုတယ်ဒါသူ့ရဲ့အဓိကတော့ Champion League ဝင်ဖို့ဗျာတပတ်တပွဲပဲကံရမှာဆိုတော့ Champion League ကိုပြန်ကံရဖို့မကံရင်တော့အ ਨੇ ဆုံး1 2 3 4 5 6အဲမှာရောက်ဖို့ ਨੇ ပြီးွားလို့ရှိရင် FA Cup ဖြစ်ဖြစ်ကာလင်ကပ်ဖြစ်ဖြစ်ဟိုဟို Carabao Cup ဖြစ်ဖြစ်တလုံးလောက်အဲအဲ့ဒါရဖို့အဲ့လိုမျိုး objective နဲ့သွားတင်တယ်ဗျာအဲ့တော့ Amorin နေနဲ့တော့နောက်ထပ်မှာဘာ reason မှမရှိဘဲနဲ့ဒီ top 6တည်းပြန်ဝင်လာနိုင်မယ်လို့တော့ထင်ပါတယ် เนาะเอ blue ပဲဖြစ်ဖြစ်ပါဒါကတော့တိတ်ကြာကြီးလည်းမဟုတ်ဘူးခဏလေးပဲကျွန်တော် live လုပ်ပေးလိုက်တာဒီနေ့ match reaction ပေါ့เนาะအဲအလုံးလည်းပျော်နေကြမယ်ထင်ပါတယ်ဟို spa ပြိတ္တတွေ main ပြိတ္တတွေကတော့ fighting ပေါ့ဗျာဟုတ်တယ်မလားနော်ဝင်းဘတ်တွေတော်တော်ဆိုးတယ်ဖြေးတာပါတယ်ဗျာတဲ့ဟုတ်ပါတယ်ဖြေးဖြေးပါ တန်းစင်းရတော့မှာတတင်းနဲ့ဖလားသိန်းကျုံနောက်နှစ်မန်ယူက16 ness အော်အဲ့လိုတော့မဟုတ်ပါဘူးမဖြစ်နိုင်ဘူးဒီနှစ်ထက်တော့မဆိုးလောက်ဘူးဗျာလာမယ့်နှစ်စပါတော်ယူရိုပါလိရတော့ချန်ပီယံလိကဆင်းလာတဲ့ကောင်းနေမရှိမယ်ရှားတင်ပါရကိုကြီးပြောတာပေါ့ဗျာဟုတ်ပါတယ်စပါဖန်နေတကယ်ကိုစပါအားပေးတဲ့ပရိသတ်တွေအတွက်ကြတော့တကယ်ကို congratulation လုပ်ပါတယ်သူတို့အတွက်ကအခြေအနေတော်တော်ဆိုးနေတဲ့အချိန်မှာဒါမျိုးဖလားလဲရသွားတယ်ဘလို့ပဲဖြစ်ဖြစ်ဗျာ ဟုတ်အဓိကတော့ဒီနေ့အတွက်ကျွန်တော်တယောက်တည်းပဲအပြစ်ပြောတယ်အဲ့ဒါတော့ Ruben Amorim အများတန်းတော့ Amorim အရင်အပြစ်မမြင်ဘူးဗျာဒါပေမဲ့ဒီနေ့ပွဲအတွက်သူ့မှာလုံးဝ responsibility အပြစ်သူတာဝန်ယူတဲ့တယ်ဒီပွဲအတွက်တော့လေဘာဖြစ်လို့လဲသူ့ရဲ့ line တက်ထုတ်ပုံ သူထုတ်လိုက်တဲ့ကစားသမားတွေရဲ့အားနည်းပုံအဲ့ဒါတွေကအဓိကဒီပွဲဒီပွဲကအဓိကဗျာနီးပြစကားပြောသွားတဲ့ပွဲပဲဘာလို့လဲဆိုဒီနေ့ line တက်မှာဆော့နေတဲ့ ဟိုတိုက်စစ်ပိုင်းတွေကိုကြည့်မယ်ဆိုလို့ရှိရင်လည်း United က ACC Spar ကိုသူတင်ကိုတင်အตาလေးကန်လို့ရတဲ့လူဝင်အားပိုင်ဆိုင်ထားတယ်ဗျာဖလားလည်းရဖို့ပို့ပြီးတော့အစင်လာကောင်းတယ်ဒါပေမဲ့လည်းဟိုဘယ်လိုပြောရမလဲဆိုဒီနီးစနဲ့အမှလူထုပ်ပုံအမှဒါအတင်းကိုဒဏ်ခတ်ခံလိုက်ရတာအဓိကကတော့ဒါပါပဲကဲပါကဲပါအားလုံးပဲเนาะရှုံးတဲ့လူတွေလည်းအားယူလိုက်တော့ ရေးစင်းနားလိုက်တော့နိုင်တဲ့လူတွေလည်း enjoy လုပ်ပါဗျာเนาะ congratulation ပါကျွန်တော်ဒါခဏဟိုလုတ်ပေးတာ reaction လေးလုတ်ပေးတာကဲကဲအားလုံး good night ပါเนาะနောက်ရသည့်အတွက်အားမွေးထားလိုက်ကြပါเนาะ